ာဂါလှှားမှုရဲ့တစ္ဆာရှိမဟာမိတ်ဖြစ်ခဲ့တဲ့ Republican အောက်လွှတ်တော်မှ Marjorie Taylor Greene က၎င်းရဲ့လုံခြုံရေးအတွက်ဒီပေးချက်များလက်ခံရရှိခဲ့ကြောင်းစနေနေ့ကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။၎င်းဟာ Democrat Donald Trump ကသူမပေါ်ထောက်ခံမှုနဲ့အတိမတ်ပြမှုကိုရုတ်သိမ်းကြောင်းကြေညာပြီးနောက်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပါတယ်။ Green ကလူမှုကွန်ရက် X ပေါ်မှာကျမပေါ်ချိန်ချောက်မှုများရဲ့အဓိကစိမ့်ကိုကဘာပေါ်မှာအာနာရှိဆုံးပုံကမိမောင်းထုတ်ပြနေတယ်လို့យေတာထားပါတယ်။ သူမရဲ့အဆိုရ၎င်းကဲ့သို့ရန်လိုသောဝါဒဖြစ်မှုများဟာရခင်ကဒေတန်ချင်းချောက်မှုများဖြစ်ပေါ်စေခဲ့ပြီးလူများစွာဖမ်းဆီးခံခဲ့ရကြောင်းအခုအချိန်တွင်မူအမေရိကန်သမ္မတကိုယ်တိုင်ကဥတည်နေကြောင်းပြောဆိုခဲ့ပါတယ်။ Green ဟာမိမိကိုယ်ကို Jeffrey Epstein ရဲ့တားကောင်ဖြစ်ခဲ့သောမျိုးသမီးများရဲ့ခံစားချက်နဲ့နှိုင်းယှဉ်ကမျိုးသမီးတဦးအနေနဲ့မျိုးသားရေစီကလာတဲ့ချင်းချောက်မှုတွေကိုအလေးနက်ထားတယ်လို့ပြောကြားခဲ့ပါတယ်။ Green နဲ့ Trump တို့ကြားမပြေလည်မှုများဟာ လာပေါင်းများစွာကြာမြင့်လာခဲ့ပြီးယခုအခါမှာဘောဘောတင်တင်ဖြစ်လာခဲ့တာပါ Green ဟာအစိုးရလက်ဝဲရှိ Jeffrey Epstein နဲ့ဆက်ဆက်သောလေးဝက်ဆာရွက်စာတမ်းများနဲ့ဆက်သွယ်မှုအလုံးကိုအပြည့်စုံထုတ်ပြန်ပြီးရန်ထောက်ခံအားပေးခဲ့ပါတယ်။အောက်လွတ်တော်ဥက္ကဋ္ဌ Mike Johnson ဟာလာမယ့်သတင်းပတ်အတွင်းယင်းကိစ္စကိုမဲခွဲဆုံးဖြတ်ရန်စီစဉ်ထားပါတယ်။ Green ဟာ Israel ကိုစစ်ရေးကူညီနဲ့အခြားနိုင်ငံသားရဲ့ကိစ္စများပေါ် Trump ရဲ့အာရုံစိုက်မှုနဲ့ပတ်သက်၍ မကြာသေးမီကဝေဖန်မှုများပြုလုပ်ခဲ့ပြီးဤတွင်ကုံစည်လုံးမြင့်တက်မှုနှင့်ကျမ်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များကိုပိုမိုအာရုံစိုက်ရန်တောင်းဆိုခဲ့ပါတယ်။ Trump က Green အားလက်ဝဲရင်းသွားပြီးဟုဆွဆွဲကသစ္စာပေါ Green ကိုခေါ်ဆိုခဲ့ပြီးလာမယ့်ရွေးကောက်ပွဲမှာ၎င်းရဲ့ပြိုင်ဘက်ကိုထောက်ခံပေးမယ်လို့ကြေညာခဲ့ပါတယ်။ Green ကသူမ Trump ကိုအချိန်နဲ့ငွေကြေးများစွာပေးဆက်ကာကူညီခဲ့တော်လဲကျမ Donald Trump ကိုကိုးကွယ်တာမဟုတ်ပါဘူးလို့ခိုင်မာစွာတုံ့ပြန်ခဲ့ပါတယ်။ သူမဟာအဓိကနိုင်ငံရေးပါတီနှစ်ခုလုံးရဲ့ပြိုက်ကွက်မှုကိုဝေဖန်ခဲ့ပြီးရင်းကျက်သောအမျိုးသမီးများကနိုင်ငံကိုပြန်လည်ဦးဆောင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ Burma Independent Voice